မှန်မှန်ပါ UK Master ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတည်းအောင်လည်းကနပါဆိုတော့ Liverpool အသင်းက Bayer Leverkusen ရဲ့ Queen League ကစားမှာ Florian Wirtz ကို Club Sanchez တင် British Sanchez တင် Bundesliga Sanchez တင်ပြောင်းရွှေ့ခြင်း Euro 350နဲ့ခေါ်ယူဖို့သဘောတူလိုက်ပြီးကစားမကအခုဆေးစစ်ပြီးတာနဲ့ Liverpool ရဲ့ကစားမဖြစ်ကြီးညာနိုင်ပြီးဆိုတော့ဒါကအခု ပရီးမီးယားလိသမိုင်းတလျှောက်ဈေးအကြီးဆုံးကစားမဖြစ်တဲ့လစ်ဗာပူးအသင်းသမိုင်းတလျှောက်မှာဈေးအကြီးဆုံးကစားမဖြစ်တဲ့နောက်တစ်ခုကတော့ဘွန်ဒက်စ်လီကာဘက်ကရောင်းတဲ့ကစားမတွေတဲ့ဈေးအများဆုံးရတဲ့ကစားမဖြစ်တယ်ဆိုသမိုင်းတလျှောက်မှာကမ္ဘာဘောလုံးလောကရဲ့တန်ကြီးအများဆုံး transfer fee ရှိခဲ့တဲ့ကစားမတွေဘယ်သူရှိမလဲကျွန်တော်အားလုံးသိတာက back in 2020 17-18မို့လေ16-18စီစဉ်တုန်းကနေမာဂျူနီယာက Paris Saint-Germain အသင်းကို ပြောင်းသွားတဲ့ပြောင်းရွှေ့ကြီးပို့လေအိုက်တုံးကပေါင်ဆိုရင်တန်းနေရာယူရို228တန်းရှိတဲ့အပြောင်းရွှေ့ကလက်ရှိချိန်ထိ World Record Transfer Fee ဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့သိရမှာကအခု လက်ရှိကပတန်ကြီးအမြင့်ဆုံး transfer fee ကိုဟိုးထားတဲ့ top 10 player တွေကဘယ်သူလဲဆိုတော့အခုလက်ရှိမှာ Liverpool ခေါ်လိုက်တဲ့ Florian Vaz ကအပြောင်းရွှေ့ market ရဲ့ဒါတန်ကြီးတန်တရာ90ပြောင်းရွှေ့ချေပြောင်းလာပြီးတဲ့ကြောင့်သူကတမိုင်းတလျှောက်မှာတော့ဈေးအကြီးဆုံးတတိယကစားမဖြစ်လာတယ်တတိယမြောက်ဈေးအကြီးဆုံးတကယ်တမ်းကျတော့ဘယ်လိုပြောမလဲအဲ့ဒီ chain က စတာလင်ပေါင်ကတော်တော်လေး strong မဖြစ်ဘူးဗောလေအခုချိန်စတာလင်ပေါင်နဲ့အရင်တုန်းကစတာလင်ပေါင်ဘာလို့လဲလီဗာပူးကိုတိုင်ကဖီလစ်ကူတင်ယိုကိုယူရို145တန်းနဲ့သူရောင်းထားတယ်အိုက်ခစ်ကယူရို145တန်းကပေါင်105တန်းပဲရှိတယ်တကယ်တမ်းကျတော့အဲ့တုန်းကစတာလင်ပေါင်ကတော်တော်လေး strong ဖြစ်တဲ့အချိန်ဆိုတနေ့နဲ့တနေ့ကြာငွေကြေး currency ငွေကြေးနှစ်ခုကြာအဓိကတော့ကျွန်တော် transfer မှာ European transfer ကိုအဓိကအသုံးပြုတာက UK Premier League ဆိုရင် Sterling ပေါင်းနဲ့သုံးတယ် ဥရောပတတိုက်လုံးကယူရိုနဲ့သုံးတယ်ဆော်ဒီအာရေဗျာကယူရိုနဲ့သုံးတယ်အမေရိကန်ကတော့အမေရိကန်ဒေါ်လာနဲ့သုံးတယ်ဆိုတော့ကျွန်တော်တို့ယူရိုကိုပဲတည်မယ်ဆိုရင်နေမာဂျူနီယာရဲ့အပြောင်းအရွှေ့ကယူရို222တန်အဲဒုံကအပြောင်းအရွှေ့ချီကပေါင်နဲ့ဆိုရင်တန်နေရာရှိတယ်အတော့2018ရာသီပဲအဲကလာစီကိုကဘာဆိုနာနဲ့ရီမက်ဒရစ်တို့မိုင်ယာမီမှာကန်ကြတဲ့အချိန်မှာနေမာက မက်ဆီရဲ့လောင်းရင်ကထွက်ပြီးတော့ကမ္ဘာအကောင်းဆုံးဘောသမားဖြစ်ခြင်းတဲ့အတွက်သူမိုင်ယာမီကပွဲအပြီးမှာပဲသူဘာစလိုနာကထွက်ဖို့ဆုံးဖြတ်တယ်အဲတော့ကျွန်တော်မှတ်မှတ်ရရပဲပွဲပြီးတဲ့အချိန်မှာဆွာရက်စ်ကိုမက်ဆီရောကနေမာကိုတိတ်ပြီးမနှုတ်ဆက်ဘူးဘာလို့ဆိုတော့သူတို့အဲ့တဲ့ရင်ဂျူတိပြီးသားဖြစ်တယ်နေမာကအဲ့တုန်းကကျွန်တော်အခုယော်ကြီးစာချုပ်ဆိုရယ်ပေါ်လာတာပေါ့လေ အဲ့တောက်က market မှာရောကြီးစာချုပ်လို့ခေါ်တဲ့ release scroll လို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းခြင်းဆိုတာပေါ်လာတယ်အဲ့ဒါက Neymar Junior ကို Barcelona ကလည်းပဲထင်တယ်ပေါင်တန်းနေရာ Euro 222တန်းထိတက်မှတ်ထားတဲ့ကစားသမားတယောက်ကိုဒါ Paris Saint Germain ကရအောင်ခေါ်သွားတယ်အဓိကတော့ Neymar ပေါင်ပတ်သက်တာလည်းပါတယ်ဆိုတော့အခုကျတော့ဘာဖြစ်လဲဆိုတော့ La Liga club တွေအများစုဟာသူတို့ခေါ်လိုက်တဲ့ဘယ်ကစားသမားကိုမဆို1 billion 1 billion 1 billion ရောကြီးစာချုပ်တနည်းအားဖြင့် ရောကြီးစာချုပ်ဖြတ်သိမ်းပြီးခေါ်သွားတာကိုခေါ်လို့မရအောင်သူတို့ထည့်ထားတယ်ဆိုတော့ဒါအခုလက်ရှိမှာလီဗာပူးခေါ်လိုက်တဲ့သူတို့ရဲ့ကစားသမား Florian Vaz ကအပြောင်းအရွှေ့ရဲ့တတိယအများဆုံး Euro နဲ့တွက်မယ်ဆိုရင် Euro 350တတိယအများဆုံးကစားသမားဖြစ်လာပြီ Neymar ကိုခေါ်တုန်းကဆိုရင်ဒါကျွန်တော်တို့အခုပေါင်တန်းနေရ Euro 122တန်း အခု rate ဆိုရင် ပေါင်တန်းနေရာဆို Euro 235တန်းရှိတယ်ဒါအကြီးကြီးအဖြစ် Euro ကပိုတော့ကျသွားတယ်လို့သဘောပြောလို့ရတယ်တန်းနေရာမှာ222တန်း22တန်းပဲကွာတယ်ဒါပေမဲ့အခုက35တန်းအောင်ကွာသွားပြီ Philip Coutinho ကို I don't က105တန်းပြီးရတယ်အဲ့105တန်းက Euro အဖြစ်အခု rate ဆိုရင်123တန်းပဲရှိတယ်အရင်တော့က rate ဆိုရင်တော့ Philip Coutinho ကဒါ Euro 145တန်းတိရှိတယ်ဆိုတော့ဒါအခုလောလောဆယ်အနေထားရကြည့်ရင် top top transfer market ရဲ့ထိတ်ဆုံး10ရောက်နံပါတ်3ကတော့ white set kaisiru ပါ chelsea သင်းက brighton ကနေပြောင်းရွှေ့ခြေ euro 116တန်းနဲ့ခေါ်လိုက်တယ် 2023ခုနှစ်မှာခေါ်တယ်တကယ်လည်းကျတော့သူကယူရိုတန်120ကျော်ထိဖြစ်တဲ့အက်ဒွန်တွေပါပြီးပါရင်ဒါပေမဲ့အက်ဒွန်တွေပါတွေကိုထည့်မတွက်ဘူးဆိုရင်အက်ဒွန်ဆိုတာကဘယ်လိုပြောမလဲ Brighton တောင်းထားတဲ့အချက်တွေပေါ့လေဆိုတော့သူ့ရဲ့ transfer market က116တန်းနဲ့ပြီးသွားတယ်ဆိုတော့အခုလက်ရှိပေါ့လေဒါ transfer market မှာပေါ်ပြတဲ့ rate နဲ့ကျွန်တော်တို့တွက်မယ်ဆိုရင်နံပါတ်1က Neymar Jr ဖြစ်မယ်ဆိုတော့ ခိုက်ဆီတို့ကကျွန်တော်တို့ rank ရဆိုရင်30ဆိုတာထက် join နေပြန်ပေါင်းတဲ့အခါမှာ136တန်းရှိတယ်သူနဲ့အတူပြောင်းရွှေ့ကြီးတူတာပေါ့လေကျွန်တော်တို့တွက်ထားရမှာကတစ်နှစ်နဲ့တစ်နှစ်ကြာမှာငွေချေးကွာခြားမှုရှိတယ်ယူရိုနဲ့စတာလင်ကိုကွာခြားတဲ့အတွက်ကြောင့်ဗြိတိရှပြောင်းရွှေ့ပြီးတော့မြေများကပေါင်နဲ့သုံးတဲ့အတွက်အဲ့တုန်းကပေါင်ဈေးနဲ့ယူရိုဈေးဘလောက်ကွာလဲအခုယူရိုဈေးနဲ့ပေါင်ဈေးဘလောက်ကွာလဲပို့မူတည်ပြီးတော့ဒါအရင်တုန်းက ပေါင်ကတန်တရာပေးရပြင်မဲ့ယူရိုကနေတဲ့အတွက်ကြောင့်အများကြီးပေးရတဲ့ပုံစံဖြစ်နိုင်နေတယ်။ဒါကြောင့်တချို့ပြောင်းလဲတွေကနည်းနည်းလေးအပြောင်းလဲတွေရှိမယ်။ဆိုတော့ခိုင်ဆီတို့ကလက်ရှိ IK ကအပြောင်းရွှေ့မှာဆိုရင် Transfer Market မှာယူရို136တန်းနဲ့ Brighton ကနေ Chelsea ကိုပြောင်းရွှေ့ခဲ့တယ်။သူကနံပါတ်10မဟုတ်ဘဲနဲ့နံပါတ်7မှာရှိတယ်။နောက်တစ်ယောက်ကတော့ Danglar Rice ပေါ့လေပြီးခဲ့တဲ့2023-24ရာသီမှာ ဝက်ဆန်ကနေအာဆင်ကခေါ်ခဲ့တယ်ပေါင်ကတော့105တန်ယူရိုက116.6တန်နဲ့အဆင့်17မှာရှိတယ်ပြီးတော့မှခရစ္စတီယာနိုရိုနယ်ဒိုနဲ့ဂျူဗန်တက်စ်ကအပြောင်းရွှေ့ပေါ့လေအိုက်တုံးကတန်တရာပေးရတယ်အိုက်တန်တရာကအိုက်ခီက Transfer Market ဆိုရင်119တန်ရှိတယ်ခရစ္စတီယာနိုရိုနယ်ဒိုကနံပါတ်10မှာရှိပြီးတော့ Jack Grealish က2021မှာ Manchester City ကိုပေါင်တန်တရာနဲ့ပြောင်းလာတယ် Aston Villa ကနေ ်ပြောင်းရွှေ့ကြီးကယူရို139.5တန်းရှိပြီးတော့ပြီးတော့မှ2019-20ကိုဗစ်ကာလမှာအန်ထရန်ဂရီစမန်ကိုပါဆိုနာကခေါ်လိုက်တဲ့အက်တလက်ကိုမတွေ့ကနေဂျော်ဂျီစာချုပ်ကယူရို120ဖြစ်ပြီးတော့သူက all time မှာအဆင့်10မှာရှိတယ်။အဆင့်9ကတော့အက်ဒင်ဟာဆက်ပါအဲ့နှစ်မှာပဲ2019-20မှာချဲစီကနေရမတွေ့ကိုပြောင်းသွားတဲ့ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့ပေါင်တန်းတရာကျော်ယူရိုနဲ့ဆိုတန်120နဲ့ တန်းရှိတယ်ပြီးတော့မှအဆင့်6ကတော့အန်ဇိုဖရန်တက်ဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲအပြီး22 23ရာသီမှာဇန်နဝါရီကာလမှာအန်ဇိုဖရန်တက်ကိုချယ်ဆီကခေါ်ခဲ့ပြီးတော့ယူရို120တန်းဖြစ်တယ်သူကဗြိတိရှားစန်ချိန်တင်ပြောင်းရွှေ့ချေးပေးထားသူဖြစ်ပြီးတော့အဆင့်9ကတော့ဂျွာဖီလစ်ပါ2019-20မှာအဒေဂိုမက်ဒရစ်ကဘာဆိုနာကိုခရစ်မတ်ရောက်ရဲ့ချိန်မှာဘန်ဖီကာကနေဂျွာဖီလစ်ကိုတီကိုကယူရို128.2တန်း ဂရီးစမန်ကိုပေးတဲ့အမောင့်ထက်ကိုပိုများတဲ့အမောင့်နဲ့သူတို့ဘန်ဖီကာကယုံကြည်စာချုပ်နဲ့ခေါ်တယ်ပြီးတော့မှ2018မှာဥစမာနီဒမ်ဘေးလီနေမာရဲ့အပြောင်းအရွှေ့ကြောင့်ဖြစ်ပေါ်လာတဲ့အပြောင်းအရွှေ့ဖြစ်ပြီးတော့ဘရီရှာတော့မန်ရဲ့အစားမဖြစ်တဲ့ဒမ်ဘေးလီကိုဘာဆိုနာကယူရို135တန်ပေးရပြီးတော့ now 2018မှာပဲအဲ့ဒါကြတော့ January ကာလဖြစ်သွားတယ်အဲ့မှာ Philip Coutinho ကိုယူရို145တန် ဒါကတော့အခုလက်ရှိ all time 3ဖြစ်တယ်ပြီးတော့မှနံပါတ်2ကတော့ Mbappe ပေါ့လေ2018-19ကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့အချိန်မှာ Paris Saint-Germain ကမိုနာကိုကစားမလေးကိုပထမတရားဒီမှာအငားနဲ့ခေါ်တယ်ဒုတိယရာဒီမှာပေါင်166တန်း Euro တန်း180နဲ့ခေါ်ပြီးတော့ 2018မှာပဲနေပါဂျူနီယာကိုပေါင်တန်းညာယူရို222တန်းနဲ့ BSC ကခေါ်လိုက်တယ်ဆိုတော့အခုနေမာကတီအမ်ဘပေးက2ဖီလစ်ကိုတင်ယူက3ဒမ်ဘေးလီက4ဂျော်ဖီလစ်က5ဖြစ်ပေမဲ့အခုလောလောဆယ်မှာဖလိုရန်ဗတ်ကတန်တရာ50ဖြစ်တဲ့အတွက်နေမာအမ်ဘပေးပြီးတဲ့အချိန်မှာတတရာမြောက်စီအကြီးဆုံးကစားမဖြစ်လာပြီးတော့နေမာအမ်ဘပေးဖလိုရန်ဗတ် ဖီလစ်ကူတီညိုဒမ်ဘယ်လီဂျွာဖီလစ်အန်ဇိုဖရန်ဒက်စ်အက်ဒင်ဟာဇာပြီးအန်ထရန်ဂရစ်မန်နဲ့ဂျက်ဂရီလစ်တို့က top down စီအကြီးဆုံးကစားမအဖြစ်ပရိုရီဗတ်စကက်အပြောင်းရွှေ့ကိုထည့်သွင်းပြီးတဲ့အချိန်မှာပေါ်လာတယ်ဆိုတော့နံပါတ်10က138တန်းနံပါတ်8က120နံပါတ်9က120ဒသမ8နံပါတ်6က123နံပါတ်5ကဂျွာဖီလစ်က129နံပါတ်4က ဒါဘယ်လိုပြောမလဲဆိုတော့အစင်လိုက်ပေါ့လေတွားတဲ့ခါမှာဒမ်ဘေးလီက135ခွတင်းယိုက145နဲ့ဒါဖလိုရင်ဗတ်စ်က150နောက်အဖိုးက180နဲ့200နဲ့22ဆိုတော့နေမာရဲ့ကြောင်ရွှေကြီးက220ဆိုတော့နည်းနည်းတော့ကွာဟပြီးတော့ clearly long way ထိတ်ဆုံးမှဥဆောင်နေတာဖြစ်ပါတယ်ဒါတော့ transfer market ရဲ့ဒါတတိယဈေးအကြီးဆုံးကစားမ foreign invest နဲ့ဈေးအကြီးဆုံးတမိုင်းတစ်လျှောက်ကစားမတွေပါအားလုံးကျေးဇူးတင်ပါတယ်